င်္ဂလာပါရှင်မတ်လ23ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းစီစဉ်ကနေအထွေထွေထိုးစစ်ကြီးတနိုင်ငံလုံးအတိုင်းအတာဆင်နွှဲဖို့ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြောတဲ့သတင်းဗန်ကောက်မြို့ကရင်တိုင်းမှုမှာမြန်မာចောင်းသားတေဆုံးခဲ့တာအတွက်တရားမျှတမှုရဖို့မိသားစုတောင်းဆိုတဲ့အကြောင်းကြောက်ဖြူအထူးစီးပွားရေးဆောင်အေရိယာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ဒီသတင်းတွေတင်ဆက်ပေးမှာပါ တနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲကြမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့မတ်လ၈ရက်ကကျင်းပတဲ့ PDF တပ်မှုတင်တန်းအပတ်စဉ်တက်တင်တန်းဆင်ပွဲစီပေးပို့တဲ့တဝန်လောမှာအဲ့ဒီလိုအသိပေးခဲ့တာပါ။အဲ့ဒီတင်တန်းကို စကိုင်းမန္တလေးမကွေးတိုင်းကပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တင်တန်းသား၁၁၅ဦးတက်ရောက်ခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့မှထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဦးရီမော်ရဲ့တဝန်လာမှာပြည်သူ့ကာကွယ်ရေးတပ်မတော်ထူထောင်ရတဲ့ရည်ရွယ်ချက်နဲ့စစ်အာဏာရှင်ခုခံတော်လှန်မှုကိုအဆင့်လိုက်ဆောင်ရွက်ခဲ့တဲ့အခြေအနေတွေကိုရှင်းပြထားပါတယ်။တော်လှန်ရေးအစောပိုင်းကာလမှာတစ်ဖက်ကတက်တီဆောက်ရှင်တစ်ဖက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးလှုပ်ရှားနိုင်အောင်ပထမအဆင့်ကြိုးပမ်းခဲ့ကြတယ်လို့ဝန်ကြီးကဆိုပါတယ်။ဒုတိယအဆင့်အနေနဲ့ ဒူးအင်အားစုစည်းမဟာဗျူဟာထိုးစစ်ဆင်ရင်မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံကိုရဲဘော်တွေရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ဆက်ပြောပါရယ်တတရအစင်မှာတော့ PDF ပါကာဖာနဲ့မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာအလိုက်ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးကပြောပါရယ်ဒီထိုးစစ်ကြီးကစစ်အာဏာသိမ်းမှုကိုအဆုံးသတ်ပေးလိမ့်မယ်လို့ငါတို့ယုံကြည်တယ် အဆုံးတနေ့မှာစိုးရုံမှုမှန်သမျှအကြဆုံးပြီးကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံရမှာဖြစ်တဲ့ပြည်သူတော်လှန်ရေးမုတ်ချအောင်ရမယ်လို့ဝန်ကြီးဥယီမွန်ကဆိုပါတယ်တပ်မှုတင်တန်းအပတ်စဉ်တက်ဟာပြည်သူကာကွယ်ရေးတပ်မတော်ကိုဥဆောင်ကုတ်ကဲမဲ့တပ်မှုတွေကိုမွေးထုတ်တဲ့တင်တန်းဖြစ်တာကြောင့်အရေးကြီးတယ်လို့သိရပါတယ်တင်တန်းဖြစ်မြောက်ရေးအတွက်ကုညီစီစဉ်ပေးခဲ့တဲ့အမတ်တက်စစ်ဒေသမှုနဲ့မဟာမိတ်ကချင်လွတ်လပ်ရေးတပ်မတော် KRA ကတင်တန်းဆရာ အရာရှိတွေကိုလည်း PDF စေရုံချုပ်အနေနဲ့ကျေးဇူးမှတ်တမ်းတင်ရမယ်လို့ဝန်ကြီးဦးရီမွန်ကပြောပါတယ်2024နှစ်ကုန်ပိုင်းအထိအချက်လက်တွေအရတော်လှန်ရေးအင်အားစုတွေတင်ပိုက်ထိန်းချုပ်ထားတဲ့မြို့60ကျော်ရှိတဲ့အထက်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါကာဖာနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တင်ပိုက်ထားတဲ့မြို့ရှစ်မြို့ရှိပါတယ်ရှင်ထိုင်းနိုင်ငံဘန်ကောက်မြို့ကတက္ကသိုလ်တစ်ခုနားမှာ မြန်မာចောင်းသားတယောက်တည်ဆုံးခဲ့တဲ့ရင်တိုက်မှုနဲ့ပတ်သက်လို့ကျန်ရစ်သူမိသားစုကတရားမျှတမှုရရှိရေးတောင်းဆိုထားတဲ့အပေါ်ထိုင်းမီဒီယာကသတင်းဖော်ပြခဲ့ပါတယ်။အသက်16နှစ်အရွယ်မြန်မာចောင်းသားတဦးက2024နိုဝင်ဘာ18ရက်နေ့မှာသူ့ရဲ့အကိုဖြစ်သူတည်ဆုံးခဲ့ရတဲ့ရင်တိုက်မှုနဲ့ပတ်သက်ပြီးတည်ဆုံးသူတက်ရောက်ခဲ့တဲ့အဇမ်ရှင်တက္ကသိုလ်နဲ့တင်ပို့ခဲ့တဲ့ Rome Chain Pracharak ဈေးရုံတို့ရဲ့ပေါ်ရုံမှုမလိုအပ်တဲ့အကြံကြမှုတာဝန်မဲ့မှုတွေကိုလူမှုကွန်ရက်ပေါ်မှာမျှဝေခဲ့တဲ့အကြောင်း ထိုင်းကသတင်းဌာနကရေးသားထားပါတယ်ဖြစ်စဉ်တစ်ခုလုံးမှာဆေးရုံနဲ့တက္ကသိုလ်ရဲ့အံ့ဩတုန်လှုပ်စရာညံ့ဖျင်းတဲ့တာဝန်မဲ့တဲ့ကျိုးနေစနစ်ဆန်တဲ့ကိစ္စတွေပါဝင်နေတယ်လို့ထိုင်းသတင်းဌာနကဆိုပါတယ်သေဆုံးသူကြောင့်သားဟာအခင်းဖြစ်တဲ့နေတုန်းကသူတက်ရောက်နေတဲ့တက္ကသိုလ်နားမှာအသက်16နှစ်အရွယ်ဝမ်းကွဲညီနဲ့အတူဆိုင်ကယ်စီးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာအသက်40အရွယ်ထိုင်းအမျိုးသားတအူမောင်းနေတဲ့ကားဟာမြင်းသေးကိုဖြတ်ပြီးရုတ်တရက်ကားငယ်ကိုကွေ့လိုက်တာကြောင့် လူငယ်နှစ်ယောက်ပါလာတဲ့ဆိုင်ကယ်ကိုဝင်တိုက်မိတာလို့ထိုင်းမီဒီယာကရေးသားပါတယ်။ရှင်းတိုင်းမှုကအရန်ဆိုးရွားခဲ့ပေမဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအရေးပါတဲ့တပ်တွေအထောက်အထားတွေရယူဖို့တက္ကသိုလ်ရဲ့လုံခြုံရေးကင်မရာမှတ်တမ်းတွေကားမှာတပ်ဆင်ထားရမယ့် black box ကင်မရာမှတ်တမ်းတွေကလက်စဖြောက်ခံထားရတယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့အကြောင်းသားက ချစ်ချစ်တောက်ပူနေတဲ့နိုင်လွန်ကတ္တရာလမ်းပေါ်မှာသွေးတွေထွက်ရင်းတနာရီလောက်ကြံ့ကြာမှုကိုကြုံခဲ့ရသလိုတက္ကသိုလ်မှာလူနာတင်ရင်ရှိပေမဲ့ပုံမှန်စစ်ဆေးမှုကင်းမဲ့နေတာကြောင့်ဘိန်းပေါက်နေခဲ့ပြီးသုံးလို့မရခဲ့ဘူးလို့ထိုင်းမီဒီယာကဆိုပါတယ်သွေးအလူးလူးနဲ့လူနာကိုနေရမရွှေ့ဖို့သတိပေးတားမြစ်တာတွေရှိပေမဲ့မနေနိုင်တဲ့တငယ်ချင်းတွေဟာအချိန်နှောင်းပြီးမှရောက်လာတဲ့ဆေးရုံကားပေါ်သူ့ကိုရွှေ့ပြောင်းပေးခဲ့ကြပါတယ် နောက်တော့အဲ့ဒီအကြောင်းသားကိုတက္ကသိုလ်နဲ့ချိတ်ဆက်ထားတဲ့ Romchai Pracharak ဆေးရုံစီခေါ်သွားခဲ့ပေမဲ့ passport ပါမလာရင်ကုသမပေးဘူးလို့ဆေးရုံဝန်ထမ်းတွေကပြောတာကြောင့်ညီဖြစ်သူဟာအိမ်ပြန်ပြီး passport ယူပေးခဲ့ရတယ်လို့ Thai media ကရေးသားပါတယ်။ဒီလိုမလိုလားအပ်တဲ့ကြံ့ကြာမှုတွေဇက်တိုက်ကြုံခဲ့တဲ့အခါဆရာဝန်တွေကလူနာရဲ့ထိခိုက်ထားတဲ့အုံနောက်ကိုခွဲစိတ်မဲ့အချိန်ရောက်တော့အသက်ရှင်နိုင်ကြီးဟာတစ်ဆရာခိုင်နှုတ်လောက်သာကြံ့တော့ပြီးကံမကောင်းစွာနဲ့ပဲလူနာကိုလက်လွတ်ခဲ့ရတယ်လို့သတင်းမှာဖော်ပြပါဗျာ။ လူနာကွယ်လွန်သွားပြီးတဲ့နောက်တောကပြဘာဒများနေတဲ့မိသားစုအတွက်နောက်ထပ်ရှင်းနာစရာတွေထပ်ကြုံရပြန်ပါတယ်အလောင်းပြန်လိုချင်ရင်ဘတ်နှစ်သိန်းကုန်ကြစရိတ်တွေပေးချေရမယ်လို့စေယုံကတောင်းခဲ့ပြီးမိသားစုကဒီကိစ္စတွေနဲ့ပတ်သက်လို့တရားရှိအရာရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါကျမှတက္ကသိုလ်ကလာညှိပြီးနာရေးကူငွေသဘောမျိုးဘတ်2000လောက်နဲ့ခြေအေးပေးဖို့ကြိုးစားခဲ့တယ်လို့သတင်းမှာပါရှိပါတယ်အခုအခါမှာတော့မိသားစုဟာရင်မောင်းအမျိုးသားကိုရောတာဝန်ပြက်ကွက်ခဲ့တဲ့တက္ကသိုလ်ကိုပါ တရားစွဲဖို့စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်။ကြေအေးညှိနှိုင်းဖို့ချင်းကပ်မှုတွေရှိပေမဲ့မိသားစုဘက်ကငြင်းဆန်ပြီးထိုက်တင်တဲ့တရားမျှတမှုအတွက်တောင်းဆိုသွားမယ်လို့ထိုင်းသတင်းမီဒီယာထိုင်းကာကဖော်ပြခဲ့ပါတယ်ရှင်။တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပုံမှုပြုတ်လုလာပြီးကြောက်ဖြူအထူးစီးပွားရေးဆောင်ဧရိယာကျေးရွာတွေကိုပါဇက်တိုက်တိုက်ခိုက်နေတယ်လို့သိရပါတယ်။မနေ့ကကြောက်ဖြူမြို့နယ်ကြက်တိန်ရွာကိုစစ်ကောင်စီဟာလေကြောင်းကနေဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် အိမ်40ထပ်မင်းပျက်စီးခဲ့တယ်လို့ဒေသခံတချို့ပြောပါတယ်။မတ်လ6ရက်ကလည်းဒညဝတီရေတပ်ဌာနချုပ်အနီးဦးကင်းကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခတ်ရမှာလူနေအိမ်190ခန်းပျက်စီးခဲ့ရပါတယ်။မနေ့ကကြက်တိန်ရွာကိုစစ်ကောင်စီဘုံလေးလုံးကျဲချတိုက်ခတ်ရမှာဒေသခံတွေကမြို့ပေါ်နဲ့တခြားနေရာတွေစီတိတ်ဆောင်နေတာကြောင့်အရက်သားထိခိုက်မှုတော့မရှိခဲ့ပါဘူး။ ဒါပေမဲ့ဖုံးကြီးကြောင်အပါအဝင်နေအိမ်အဆောက်အအုံ45လုံးပျက်စီးခဲ့တယ်လို့ဆွေရှောင်းအရေးကုညီနေသူတဦးကဆိုပါတယ်။ဒီနေ့မှလည်းစစ်ကောင်စီကဒေါင်းစီမော်ကုလဘာတောင်ကျေးရွာတွေဘက်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့မြို့ကန်တွေပြောပါတယ်။ကြောက်ဖြူမြို့မှာတရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့ကြောက်ဖြူအထူးစီးပွားရေးဆောင်ရေနက်စိတ်ကန်စီမံကိန်းရှိပါတယ်။ဒီလိုကြောက်ဖြူမြို့နာအထိတိုက်ပွဲတွေပြင်းထန်လာချိန် မတ်လ17ရက်ကနေပြည်တော်မှာပြုလုပ်တဲ့မြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေးမှာစစ်ကောင်စီဒုကောင်ဆောင်စိုးဝင်းကကြောက်ဖြူအထူးစီးပွားရေးဆောင်စီမံကိန်းကိုအောင်မြင်အောင်ဆောင်ရွက်ဖို့ပြောဆိုထားပါတယ်။ပြီးတော့ AA ရဲ့ကြောက်ဖြူမျိုးသိမ်းတိုက်ပွဲပိုပြင်းထန်လာတဲ့နောက်ဖေဖော်ဝါရီလထဲမှာတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တချို့လေကြောင်းကနေကြောက်ဖြူမျိုးစီရောက်ရှိလာတယ်လို့ဒေသခံသတင်းရှင်းမြစ်တွေကပြောပါတယ်။အထူးစီးပွားရေးဆောင်နဲ့ရေနက်စိတ်ကန်စီမံကိန်းနေရာတွေမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလုံခြုံရေးယူထားကြောင်းလဲမြို့ကန်သတင်းရှင်းပြတွေကအသိပေးပါရရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်။မင်္ဂလာပါရှင်မတ်လ23ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့ရွာထဲဘုံမှကျခဲ့တဲ့တိုက်လေယာဉ်မှူး၂ယောက်ကို တောင်ကိုရီးယားစစ်တပ်ဆွဲချက်တင်တဲ့အကြောင်းရှေ့တန်းစစ်မြေပြင်ကိုပူတင်ရုတ်တရက်သွားရောက်ပြီးရုရှားစစ်သားတွေနဲ့တွေ့ဆုံတဲ့ဖြစ်စဉ်ပတ်တရားကဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာမြန်မာနဲ့တရုတ်နှစ်ဒါဇင်ကျော်ကိုထားရဲတပ်ဖွဲ့ဖမ်းဆီးတဲ့တဲ့တင်ဒါရီကိုတင်ဆက်ပေးမှာပါကျေးရွာတစ်ခုကိုဘုံမှားကျဲမိခဲ့တဲ့တောင်ကိုရီးယားလေတပ်တိုက်လေမှုနှစ်ယောက်ကိုရာဇဝတ်ကြောင့်အရာဆွဲချက်တင်ထားလိုက်ကြောင်းသိရပါဗျ။မတ်လ6ရက်နေ့တုန်းကတောင်ကိုရီးယားလေတပ်ရဲ့ KF-16 တိုက်လေ၂စီးဟာ ။ဆစ်ရည်လေးကျင်ပြန်တန်းရင်လေးကျင်ရေစုံ အပြင်ဘက်မှာရှိတဲ့လူနေကျေးရွာတစ်ခုပေါ်ကိုမှာယွင်ပြီးဘုံရှစ်လုံးကျဲချခဲ့ပါတယ်။အဲ့ဒီဖြစ်ရကြောင့်မြန်မာနိုင်ငံသားတဦးအပါအဝင်လူ29ဦးထပ်မံနဲ့ဒဏ်ရာရခဲ့ပြီးနေအိမ်အဆောက်အအုံပျက်စီးမှုတွေပါဖြစ်ပေါ်ခဲ့တာပါ။မတ်လ23ရက်နေ့မှာတော့တောင်ကိုရီးယားစစ်တပ်ကရာဇဝတ်မှုမြောက်လောက်တဲ့ပေါ်ဆာမှုအတွက်အဲ့ဒီတိုက်လေယာဉ်မှုနှစ်ယောက်ကိုဆွဲချက်တင်ခဲ့တယ်လို့အတည်ပြုပါရယ်။ လေယာဉ်တွေရဲ့ကွန်ပျူတာစနစ်ထဲပြင်မှတ်နေရာကိုအော်ဒီနိတ်တွေကိုလေယာဉ်မှုတွေကမှားထည့်မိခဲ့ခြင်းဟာအခုလိုဆိုးရွားတဲ့လွဲချော်မှုကိုကြုံတွေ့စေတဲ့အဓိကအကြောင်းအရင်းလို့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြည်မှုစုံစမ်းရေးဌာနကကြေညာခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်းပဲ့ထိန်စနစ်မပါတဲ့ပေါင်900ပုံရှစ်လုံးကိုတိုက်လေယာဉ်တွေဟာမြောက်ကိုရီးယားနယ်စပ်နားမှာရှိတဲ့ပိုချွန်ရွာထဲကျဲချမိခဲ့တာဖြစ်ပါတယ်။ပိုချွန်နဲ့အနီးတဝိုက်ဧရိယာတွေဟာ တောင်ကိုရီးယားနဲ့အမေရိကန်စစ်တပ်တွေစစ်ရေးလေ့ကျင့်ရာဆုံးနေမြေတွေသတ်မှတ်ထားပါတယ်။လေရင်မူးနှစ်ယောက်ကိုလေရင်ပြန်တန်းခွင့်ကနေအကန့်အသတ်မရှိဆိုင်းငံ့ထားပြီးအပီးတိုင်ရုတ်သိမ်းတင်သလားဆိုတာကိုလည်းတိကျကြားနာမှုတွေလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။တောင်ကိုရီးယားလေတပ်ဟာအရက်သားတွေထိခိုက်နေနာခဲ့ရတဲ့အဲ့ဒီမှာရင်ဘုံကျဲမှုနဲ့ပတ်သက်လို့လည်းတောင်းပန်ထားပါတယ်။မြောက်ကိုရီးယားကတော့အဲ့ဒီလိုစစ်ရေးလေ့ကျင့်မှုအမှားအယွင်းကဘလောက်အန္တရာယ်များသလဲဆိုတာကိုမြင်သာစေကြောင်းဝေဖန်ထောက်ပြခဲ့ပြီး ဘုံတစ်လုံးလောက်သာမြောက်ကိုရီးယားပိုင်နယ်ဘက်ကျော်လွန်ကျရောက်ရင်နောက်ဆက်တွဲပြဿနာတွေအကြီးကြီးဖြစ်သွားနိုင်တယ်လို့လည်းမှတ်ချက်ပေးသွားခဲ့ပါတယ်ရှင်။ကျူတင်ကြီးညာမထားတဲ့ခရီးစဉ်အဖြစ်ရုရှားသမ္မတဗလာဒီမာပူတင်ဟာရှေ့တန်းတနေရာကိုရုတ်တရက်သွားရောက်ခဲ့တယ်လို့သိရပါတယ်။ရုရှားပိုင်နယ်ထဲမှာယူကရိန်းတပ်တွေထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ရာကောက်စ်ဒေတာရဲ့ရှေ့တန်းတနေရာကိုမတ်လ12ရက်နေ့မှာပူတင်ရောက်ရှိခဲ့တာပါ။ဒီခရီးစဉ်ဟာရုရှားယူကရိန်းစစ်ပွဲရပ်ဆိုင်းနိုင်ဖို့ခြေလှမ်းအစအဖြစ် ရက်30ကြာအပြည့်ရသဘောတူညီရေးအတွက်အမေရိကန်ရဲ့ဂျားဝင်ကမ်းလှမ်းမှုကိုရုရှားဘက်ကစဉ်းစားနေချိန်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ယူကရိန်းအစိုးရကအမေရိကန်ဦးဆောင်တဲ့အပြည့်ခတ်ရဲ့စည်ရေးကမ်းလှမ်းချက်ကိုလက်ခံမယ်လို့ပြောကြားခဲ့တဲ့နောက်အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာရုရှားနဲ့ဆွေးနွေးမှုတွေကိုအာရုံစိုက်နေပါတယ်။ကော့စ်ကရှေ့တန်းစစ်စခန်းတနေရာမှာတော့ပူတင်ဟာစစ်ယူနီဖောင်းကိုဝတ်ထားတာတွေ့ရပါတယ်။ပူတင်ကကော့စ်မှာတိုက်ပွဲဝင်နေတဲ့ရုရှားစစ်သားတွေနဲ့တွေ့ဆုံချိန်မှာ သူ့ရဲ့ရီမန်းချက်ကကောက်စ်ဒေတာတစ်ခုလုံးရန်သူတိုက်ခိုက်မှုကနေအပီးတိုင်ကင်းလွတ်နိုင်ဖို့ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ပူတင်ရဲ့ခရီးစဉ်ဟာရှေ့တန်းစစ်မျက်နှာမှာရှိနေတဲ့စစ်သားတွေကိုစိတ်တက်မြင့်တင်ပေးဖို့ရည်ရွယ်ဟန်ရှိပါတယ်။ယူကရိန်းဟာအနာဂတ်မှာရုရှားနဲ့ညှိနှိုင်းရတဲ့အခြေအနေတွေကြုံလာရင်လက်ဆုပ်လက်ကမ်းရှိစေဖို့အတွက်ကော့စ်ဒေတာတွေကို2024ဩဂတ်လမှာထိုးစစ်ဆင်ဝင်ရောက်ပြီးရုရှားနယ်မြေတွေကိုသိမ်းယူထားပေမဲ့အခုတော့ရုရှားရဲ့အင်အားအလုံးအင်းနဲ့တံပြန်ထိုးစစ်ကြောင့် တင်ထားတဲ့ရုရှားနယ်မြေအားလုံးနေပါကိုဆုံးရှုံးထားရပြီးပါပြီ။ယူကရိန်းစစ်တပ်ကလည်းပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းရုရှားတပ်တွေရဲ့ဖိအားပေးမှုကြောင့်ကောက်စမာထိန်းချုပ်ထားတဲ့မြို့ရွာတချို့ကနေဆုတ်ခွာပေးခဲ့ရတယ်ဆိုတာဝန်ခံထားပါတယ်။မတ်လ12ရက်နေ့မှာတော့ယူကရိန်းစစ်တပ်အကြီးအကဲအိုလက်ဆန်ဒါဆာစကီကယူကရိန်းစစ်သားတွေရဲ့အသက်ကိုအလေးပေးငဲ့ကွက်ပြီးနောက်ထပ်မဟာဗျူဟာမြောက်ဆုတ်ခွာမှုတွေကိုရွေးချယ်သွားဖို့ရှိနေကြောင်းအရေးအမွေပြောကြားသွားခဲ့ပါတယ်ရှင်။ ထိုင်းနိုင်ငံပတ္တရာမြို့ကဆောက်လုပ်ရေးလုပ်ငန်းခွင်တချို့မှာတရားမဝင်အလုပ်လုပ်နေတဲ့မြန်မာနဲ့တရုတ်နိုင်ငံသားနှစ်ဒါဇင်ကျော်ကိုဖမ်းဆီးခဲ့ကြောင်းဒေသခံရဲတပ်ဖွဲ့ကပြောပါရယ်ချွန်ဘူရီပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တဲကစင်ခန့်အိမ်ကြီးတချို့ဆောက်လုပ်ရာနေရာတွေမှာတရားမဝင်အလုပ်လုပ်နေသူနိုင်ငံသား25ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ရဲတွေကဆိုပါရယ်နိုင်ငံသားတွေကိုစောင့်ကြည့်ဖို့ အထူးသဖြင့်ပတ်တရားမှာငားရမ်းထားတဲ့အိမ်ချမ်းမြေတွေကိုတရားမဝင်ဟိုတယ်တွေဖြစ်ဖွင့်လှစ်နေတဲ့တရုတ်နိုင်ငံသားတွေရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့ပတ်တရားရဲတပ်ဖွဲ့အကြီးအကဲရဲဘုံမှုကြီးရဲ့ညွှန်ကြားချက်အပြီးမှာအခုလိုဖမ်းဆီးမှုတွေကိုလှောက်ဆောင်ခဲ့တာပါတရုတ်နဲ့မြန်မာအလုတ်သမား40ဝန်းကျင်လောက်ရှိနေတယ်ဆိုတော့ဆောက်လုပ်ရေးလုပ်ငန်းတွေတချို့အကြောင်းသတင်းပေးတိုင်ကြားမှုကိုလက်ခံရရှိပြီးတဲ့နောက်စုစုပေါင်းအိ20လောက်ဖြန့်ကျက်တိစောက်နေတဲ့နေရာလေးခုကို ရဲတွေကမတ်လ17ရက်နေ့မှာဝင်ရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအခါမှာတော့တရားမဝင်မြန်မာအလို့သမားတွေကိုကြီးကြပ်နေတဲ့နိုင်ငံခြားသားတချို့ကိုလည်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ရဲတွေကခိုင်မာတဲ့စာရွက်စာတမ်းအထောက်အထားမတင်ပြနိုင်တဲ့တရုတ်9ဦးနဲ့မြန်မာနိုင်ငံသား16ဦးတို့ကိုဖမ်းဆီးခဲ့ကြောင်းကြေညာပါတယ်။သူတို့အလုံးဟာထိုင်းနိုင်ငံမှာရှားရီနေထိုင်ခွင့်ကိုအသုံးပြုပြီးတရားဝင်ခွင့်ပြုချက်မရှိဘဲအလုပ်လုပ်ခဲ့တဲ့အတွက်စွဲချက်တင်ခံရမယ်လို့သိရပါတယ်။အချက်အလက်တွေအရချွန်ဘူရီဟာ ့တော်ဘန်ကောက်ပြီးရင်ထိုင်းနိုင်ငံမှာအင်ချမ်းမြေဈေးကွက်တိုးတက်မှုနှုန်းအမြင့်ဆုံးနေမြေတစ်ခုဖြစ်ပါတယ်။2024ခုနှစ်အတွင်းချွန်ဘူရီအင်ချမ်းမြေဈေးကွက်လဲပတ်မှုတန်ဖိုးကဒေါ်လာ၄တသမခွန်နှစ်ဘီလီယံလောက်အထိရောက်ရှိနေခဲ့ပါတယ်ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။